ဒီနေ့ကတော့ငါးဟင်းစီပြားလေးချက်ပါမယ်။ဆေးပူလောင်ဆောင်ပြီးပါလို့ရှင်ထောင်းထားတဲ့ကြက်တံပြူမြုပ်တီးအနှစ်ကလေးကိုထည့်လိုက်ပါမယ်။ကတံပြူနဲ့မြုပ်တီးလေးကိုကြောနေအောင်ရင်လုပ်ပါမယ်ပြီးသွားလို့ရှင်ပြီးထားတော့ကြက်တော်နီလေးတွေကိုထည့်ပါမယ်ရှင်ပြီးရင်ကြက်အောင်ထပ်ပြီးမွေလိုက်ပါတယ် ချက်သွန်နီလေးကို ကြက်အောင်စောင်းပြီးဝိုင်းရင်ငါနှဲထားတာစားချုံမုံစနွဲနဲ့ထားတဲ့ငါဒုံးလေးများကိုထည့်လိုက်ပါမယ်ရှင်။ဒီရင်လိတ်သွားအောင်လို့မွေပါမယ်။ငါးလုံးလေးများလိတ်ပြီးတော့ရင်မကြီးနှစ်ကလေးဖြောထားတာကိုပတ်ပတ်လဲထည့်လိုက်ပါမယ်ရှင်။ ြီးမြင့်ထည့်ပြီးတဲ့အချိန်မှာနည်းနည်းလိပ်ပြီးသွားလို့ရှိရင်ရေကျဲအေးလေးထည့်ပါမယ်။ပြီးရင်ငယ်ဦးသေးစိမ့်လေးတွေထည့်ပေးပါမယ်။နောက်ဆုံးမှာတော့နန်းနံမင်လေးကိုအုပ်ပြီးတော့ခင်းလေးမွေးပြီးချင်ဆက်ဖြစ်နေတဲ့ငါးဟင်းလေးတစ်ခွက်ရပါပြီရှင်။